ငလင်ကိုကြောက်လို့တထင်းမလို့တော့ပဲရွာကိုပြန်ကတဲထိုးနေတော့မယ်မနော်ပရိသတ်များလုံးမင်္ဂလာပါရှင့် Famous Daily News ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ငလင်ကြောင်တိုင်းနဲ့မနေရတော့တာကြောင့်တထင်းမလို့တော့ပဲမွေးရဇာတိရွာကိုပြန်ကထန့်လက်တဲနဲ့နေတော့မယ်လို့ပြောလာသူကတော့အစိုးရမနော်ပါ မနှောကြောင့်မယ်ဆိုရင်လည်းကြောက်ချင်စရာပါ။မက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အမြင်ကလေးဟာနေပေါင်းတော်ကြောင့်မှတခါလှုပ်ခတ်ခဲ့တဲ့အင်းအားပြင်းမြင်ကလေးဖြစ်တာကြောင့်မြန်မာနိုင်ငံမှာပြစည်းဆုံးရှုံးမှုတော်တော်လေးများပြားခဲ့ပါတယ်။ဒီကလေးကြောင့်မယ်နေအိမ်တွေဖုံးစည်းကြောင်းတွေကွန်တိုတိုက်ခန်းတွေလည်းအများအပြားပြိုကျပျက်စီးသွားခဲ့ရတာကြောင့်ဆရာတော်တန်ဃာတော်တွေအပါအဝင်ယဟန်ရှင်လူပြည်သူအများအပြားစုံပါကွက်လွန်သွားခဲ့ရတာပါ။ဒီလိုအင်းအားပြင်းမြင်ကလေးကြောင့်လည်းတာမန်လူတွေတင်မကပါဘူး။အနုပညာရှင်တွေမှာထိခိုက်မှုတွေများပြားခဲ့ပါတယ်။ဒါအပြင်ပိုဆို ရာကမတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့မြင်းကလင်းကြီးကလှုပ်ခတ်ခဲ့တာအချိန်ကာလတစ်လကျော်ကြာနေပြီဖြစ်ပေမဲ့အခုချိန်ဒီနောက်ဆက်တွဲမြင်းကလင်းငယ်တွေကိုဆက်လက်လှုပ်ခတ်နေစေဖြစ်ပါတယ်။တချို့သောသတင်းတွေအရမကြခင်အချိန်တော်တွင်းမှာမြင်းကလင်းကြီးတကူထပ်မံလှုပ်ရှားအောင်မယ်လို့လည်းဆိုပါတယ်။မြင်းကလင်းကိုကြိုတင်ခံမန်းတာကတိတ်ပန်နေအရာမဖြစ်နိုင်ပေမဲ့နမဲကြီးစကိုင်းပြည့်ရွေးမြင်းကလင်းကျော်တီရှိနေတဲ့မြောက်မြန်မာနိုင်ငံမှာငလင်ဘေးအန္တရာယ်ကရှိနေအောင်ပါ ဒါကြောင့်လည်းအစိုးရမနောကတော်တော်လေးကိုကြောက်နေရဖြစ်ပါတယ်။အလုံးမဲတည်ကြတဲ့အတိုင်းအစိုးရမနောဟာမြန်မာနိုင်ငံတဝန်းလုံးမှာမသိသူမရှိတဲ့အစိုးရတူပါ ဒါပေမဲ့လည်းအစိုးရမနောဟာတရားဓမ္မတွေနဲ့သာပျော်မွေ့နေတဲ့လူရိုးလူအေးကြီးဖြစ်ပါတယ်။တကယ်ဆိုရင်အစိုးရမနောကနာမည်ကြီးအစိုးရဖြစ်ရုံသာမကကားဝက်လျှော့လုပ်ငန်း၊ကားအယောင်ပြကန်းတွေနဲ့နိဗ္ဗာန်ကုန်လုပ်ငန်းတွေနဲ့ကြီးကြီးတက်ငွေကြေးချမ်းသာကြွယ်ဝပါတယ်။ဒါပေမဲ့လည်းစကိုင်းမြင်ကလင်ကြီးမှာတော့အစိုးရမနောရဲ့စကိုင်းမြို့နေအိမ်ကပြိုကျသွားခဲ့ရပြီဖြစ်ပြီးအစိုးရမနောလည်းအသက်ဘေးကနေကက်တီလေးလွန်မြောက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လဲဆိုရမနောကမမြဲခြင်းသဘောတရားကိုဆင်ခြင်မိရလို့ဆိုပါတယ်။ဒီလိုနဲ့အဆိုရမနောကစကိုင်းကလင်ပေးကြောင်းမန္တလေးမြို့ကိုလာတော့လေမန္တလေးမြို့မှာနောက်ဆက်တွဲမြင်းကလင်တွေနဲ့အတူမိုးကြီးလွန်းလာတာကြောင့်ရေပြင်ပေါ်မှာကရင်ခင်းပြီးတော့မိုးရဲလီထဲမှာအိတ်နေရတာဖြစ်ပါတယ်။ ဒါကြောင့်အစိုးရမနှောရဲ့ဖြစ်ပျက်ကမနစ်ကနေမတူပဲအခုနှစ်မှာလောကဒဏ်တရားကိုရင်ဆိုင်နေရတာလို့အရှင်ဖောက်ပြောဆိုခဲ့ပါတယ်။ဒါအပြင်အစိုးရမနှောကသူ့အနေနဲ့ချမ်းသာကြွယ်ဝတဲ့တတိကြီးဖြစ်ပေမဲ့အစင်းမြတိုက်တွေမှာမနေရတော့ပဲ။မွေးရဇာတိဈေးရွာလေးကိုသွားကထမ်းလက်တဲလေးတွေထိုးပြီးတော့အသက်ဘေးကလွတ်အောင်အေးအေးလူလူနေထိုင်ကြတော့တယ်လို့ဆိုပါတယ်။ အစောတော်မနောကကိုရမှာဆိုရင်အေးချမ်းချောင်းတဲ့ထန်းလက်တွေနဲ့တာယာစွာနေနိုင်ကြောင်းပြောခဲ့ရပါဘာအန်ရီတွေကမှကြုံတွေ့မှာမဟုတ်ဘူးလို့လည်းဆိုပါတယ်အသက်50လောက်ရှိပြီဆိုတော့ရွာကဝဲပြန်ပြီးအေးစစ်စစ်နေတော့မယ်လို့အစောတော်မနောကပြောခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းတဲအိမ်တွေကမြင်းကလေးတန်းကိုမကြောက်ရပေမဲ့ရေပေးလေပေးအန်ရီတွေကလည်းရှိနေတာပါဒါပေမဲ့အခုချိန်မှာတော့လူတွေကတခြားဘေးအန်ရီတွေထက်မြင်းကလေးဘေးကိုပို့ပြီးတော့ကြောက်ရွံ့နေရကြောင်းလေကွင်းထဲမှာတဲထိုးပြီးတော့နေနေကြတာဖြစ်ပါတယ် အခုကြည့်ကျနေကြတဲ့ပရိသတ်တွေကရောမြင်းကလင်းကိုကြောက်နေကြပြီလားမြင်းကလင်းကြောင့်တဲထိုးပြီးတော့ရွာတွေမှာနေခြင်းလားဆိုတာပြောသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်